အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ TikTok မှာကိုကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုအလွယ်တကူပြန်ရှာကြည့်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဤပညာနဲ့ပတ်သက်တဲ့ဗဟုသုတတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ TikTok တွေကိုဝင်လိုက်ပါမယ် တက်တော့တဲ့ဟိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ညာဘက်အဲဘော်ဆုံးတောင်းမှာရှိတယ်အခုကျွန်တော်အများထုတ်ပြတဲ့ဒီ search queen လေးတဲ့ကိုဝင်လိုက်ပါမယ်ဟုတ်ကဲ့ပြီးသွားရင်တော့အခုကျွန်တော်၄000ဝိုက်ပြရတဲ့ဒီ search bar လေးထဲမှာအဲအခုကျွန်တော်ရိုက်ထည့်တဲ့အဆက်ပြောက်လေးချလိုက်မှာပေါ့နော်ဟုတ်ကဲ့အဆက်ပြောက်လေးဒီနေရာမှာကျွန်တော် ဟုတ်ကဲ့ဒီတိုင်းလေးကျွန်တော်တို့အဲဒီလိုအဆက်ပြောက်လေးတစ်ပြောက်ချလိုက်မယ်ဗျာပြီးရင်တော့ကျွန်တော်တို့ဒီ search ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဆက်ပြောက်လေးတစ်ပြောက်ချပြီးဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်တို့ဒီမှာအဲကိုကြည့်ခဲ့တဲ့ဗီဒီယိုလေးကိုပြန်ကြည့်ကြတယ်ဆိုရင် ကျွန်တော်တို့ဒီမှာအဲ view your web history ဆိုတာလေးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒါလေးတွေကိုဝင်ကြည့်ပေးရမှာဖြစ်ပါတယ် အဲဒါဆိုရင်တော့အခုကျွန်တော်တို့ဒီမှာကိုကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုပြန်ရှာတွေ့ပြီပေါ့နော်ဟုတ်ကဲ့ဒီနီလန်လေးအတိုင်းကျွန်တော်တို့က like ကြည့်လို့ရပါတယ်ဗျာဒီမှာဆိုရင်လည်းကျွန်တော်တို့ကအဲနေဇွဲထက်ပြီးတော့ပေါ့နော်ကိုကြည့်ခဲ့တဲ့ date ကိုနဲ့ပြန်ရှာပြီးကြည့်လို့ရပါတယ်ဒီထဲကိုဝင်ပြီးတော့အဲဟုတ်ကဲ့ဒါကတော့ပထမနီးပါဗျအဲဒုတိယနီးကတော့ကျွန်တော်တို့နည်းနည်းတော့ဒီဟာတဲ့တော့နည်းနည်းရှုပ်တယ်ပေါ့နော်ဒုတိယနီးကတော့ကျွန်တော်တို့ ဒီအောက်ဆုံးညာဘက်တောင်းမှာရှိတဲ့အခုဒီ profile ဆွဲနေရာလေးပြအဲ့ဒါလေးတွေဝင်လိုက်ပါမယ်အဲပြီးရင်တော့အဲညာဘက်တောင်းမှာရှိတဲ့ဒီမြင်းသုံးချောင်းလေးပေါ့နော်မီနူဘာလေးတွေကိုဝင်လိုက်ပါမယ်ဗျဟုတ်ကဲ့ပြီးသွားရင်တော့ကျွန်တော်တို့ setting and privacy ဆိုတာလေးအဲအခုကျွန်တော်၄000 white ပြတဲ့ဟာလေးတွေဝင်လိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့အဲဒီမှာ activity center ဆိုတာလေးပေါ့နော်အခုကျွန်တော်၄တောင်း wipe ပြထားတာလေးရှိပါသေးဗျအဲ့ဒါလေးတွေကိုဝင်လိုက်ပါမယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာအဲဒီထဲမှာတော့အကုန်ကြည့်လို့ရတယ်ပေါ့နော်ဒီ web history ဆိုတာကိုဝင်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုအဲကြည့်ပြန်ဝင်ကြည့်လို့ရတယ်ပေါ့နော် ခုဒီ common history ဆိုတာကတော့ကျွန်တော်တို့ common မှန်ခဲ့တဲ့ဗီဒီယိုတွေကိုပြန်ကြည့်လို့ရပါတယ်ဒီ sad history ဆိုတာကတော့ကျွန်တော်တို့ရှာကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုပြန်ကြည့်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့အဲကိုကြည့်ခဲ့တဲ့ဗီဒီယိုတွေပဲဖြစ်ဖြစ်ကို common အဲ common reaction ပေးခဲ့တဲ့ဗီဒီယိုတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ like ကြည့်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ကျွန်တော်ပြန်လည်းမျှဝေပေးခဲ့တာကတော့အဲ TikTok မှာကိုကြည့် အဲကိုကြည့်ခဲ့တဲ့ဗီဒီယိုတွေကိုအလွယ်တကူပြန်ရှာကြည့်လို့ရမယ်နီလန်းလေးကိုနီလန်းနှစ်ခုပေါ့နော်ကျွန်တော်မျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီနီလန်းလေးအတိုင်းလိုက်ကြည့်ပေးလို့ရပါတယ်ဗျဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်